ားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘလ18ရက်နေ့အတွက်နောက်ဆုံးရမူလဝတ္တာကြိုတင်ခမ်းမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမူလဝတ္တာအနေဖြင့်မုန်တိုင်းအရှိန်အကြောင်းဖြစ်ပေါ်လာသည့်မိုးကြီးရေရှမ်းမြေဒေသများနှင့်မိုးတဲထန်စွာရသွန်းခြင်းများကြောင့်ဖြစ်ပေါ်လာသည့်မြေကြီးချင်းအခြေအနေတည်ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်။ပထမဆုံးအကြီးမူလဝတ္တာတည်တည်ပေးချက်အနေဖြင့် မြန်မာပြည်အလဲပိုင်းနဲ့မြောက်ပိုင်းဒေသများတွင်မိုကြီးနိုင်ပြီးဆေးရည်များချိုတင်လျှော့ချရန်လိုအပ်နေသည့်သတင်းအခြေအနေများကို တင်ပြပေးပါမယ်။ယခုအခါအနောက်တောင်ဘက်သို့လေအာအထွက်တွင်မြောက်ပြန်လေအေးများဝင်ရောက်လာနေသည့်အတွက် ပုံမှန်အတိုင်းအရှိပင်လယ်နဲ့အနောက်ပင်လယ်မှမိုးများသည့်မြန်မာပြည်သို့တိုက်ရိုက်မဝင်နိုင်ပေမြားဖြူလန်းချောင်းအတိုင်းဝင်ရောက်လာနေပါသည်။ထိုလန်ချောင်းပေါ်ကြာရောက်နေသည့်ဒေသများဖြစ်သောရခိုင်ပြည်နယ်အထက်ပိုင်း နိုင်ငံအလဲပိုင်းဒေသများကချင်ပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတို့တွင် မိုးကြီးနိုင်ခြေရှိပါသည်အထူးသတိပြုရန်၃ရက်အတွင်းခံမှန်းချံခံမှန်းမိုးရေချိန်ရှစ်လက်မှခန့်ထိရွာသွန်းနိုင်ပြီးအနီရောင်အဆင့်သတ်မှတ်ထားသောဒေသအချို့တွင် နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်အထူးသတိပေးချက်လမ်းကြောင်းတစ်လျှောက်ကြားရောက်နေသည့်စေတာတမန်များအနေဖြင့်ရွာသွန်းမြေမိုးရေချိန်နှင့်လက်ရှိဆေးရေပမာဏကိုချိန်ညီကာ ရေများကိုယခုကတည်းကစိုတင်ရှော့ချထားရင်အထူးလိုအပ်ပါတယ်။အားလုံးမိမိတို့ဒေသမိုးသတင်းများကိုနားဆင်နေကြပါရန်နဲ့လာကုန်ဒီရက်ထိမိုးဆက်ရှိနေနိုင်ကြောင်းသတိပေးနှိုးဆော်အပ်ပါတယ်။နောက်ထပ်ပြီးမိုးဆလမထုတ်ပြန်ထားသောမြင်းငလျင်သတင်းအခြေအနေကိုတင်ပြပေးပါမယ်။2025ခုနှစ်အော်တိုဘားလ16ရက်နေ့မြန်မာစံတော်ချိန်73:29မိနစ်59စက္ကန့်အချိန်တွင် ကတာမြင်ကလျင်စခန်းမှအနောက်မြောက်ဘက်46မိုင်ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်ဗန်မောင်မျိုး၏အနောက်ဘက်73မိုင်ခန့်အကွာတွင်မြောက်လက်တီတွတ်24.4ဒီဂရီ အရှိလောင်တီတွတ်95.65ဒီဂရီအနက်159ကီလိုမီတာကိုဗဟိုပြု၍အင်အားရစ်တာစကေ4.5အဆင့်ရှိအင်အားနည်းရှိသောငင်းကလျင်တစ်ခုလောက်ခတ်သွားကြောင်းတိုင်းထွာရရှိပါသည် ပြည်သူများအနေဖြင့်ငလျင်ဘေးအန္တရာယ်အတွက်သတိထားကြပါရန်အသိပေးအပ်ပါသည်။ဆက်လက်ပြီးမိုးတဲထန်စွာရာသွန်းခြင်းကြောင့်ညည်ရရှမ်းခြင်းသတိပေးချက်များနဲ့မြေချိန်များကိုပြောပြပေးသွားမှာဖြစ်ပါသည်။ရေကြီးမှုအခြေအနေတွင်2025ခုနှစ်အော်တိုဘာလ16ရက်နေ့12နာရီခွဲအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်12နာရီချိန်တိုင်းထွက်ချက်အရမင်းဆိုင်ချောင်းရီသည်တာချီလေးမြို့လွယ်တော်ခန်းရွာအနီးတွင် ရင်းမြို့ဤစွန့်ရီမတ်အထက်သို့တပေခန့်ကျော်လွန်နေပြီးအဆိုပါချောင်းရီသည်နောက်တရက်တွင်တပေခွဲခန့်မြင့်တက်လာနိုင်ပါသည်။တို့ဖြစ်ပါ၍တာချီလေးမြွနယ်အတွင်းရှိချောင်းကန်အနီနှင့်မြင်းနေပိုင်းနေထိုင်သူများနေဖြင့်ရေပေးလွန်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။ယနေ့16ရက်စည်လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြည်အချိန်နေတင်ပြပေးလိုက်ပါရစေ။မြကြီးနားမြည်ငါလမခန့်ထက်ကြမင်းကညနေ16:30မှ ဆန္ဒနာအတွင်းမြစ်ကြီးနာမျိုးဤမင်းကမြင်ဆုံးဘူးချင်း35ဒသမ3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးဘူးချင်း16ဒသမ8ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်မြေကြီးနာမြေသည်ဆွေးရင်မှတ်800စင်တီမီတာသို့ရရှိရန်800စင်တီမီတာ26ပေကျော်ခန့်အလူရင်းရရှိနေပါသည်။မြေ၏အတက်ကြပုံမှန်နေထားခန့်မှရှိနေပါမည်။ထူးကဲမြေကြီးနိုင်သည့်အခြေအနေမတွေ့ရှိသေးပါရှင်။အီယာဝတီမြေအထက်ပိုင်းမှာမိုးသားအသင်းအင့်ရှိနေပါသည်။ ရန်ဖန်ရန်ခအယောဒီမြို့စွန်ထက်ပိုင်းမှာနေရာကွက်၍မှုတဲထန်စွာရသွင်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားဆင်းနေရာမှပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါောင်းမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်ဒေသများနဲ့အယောဒီမြို့အထက်ပိုင်းမိခမြင်းနဲ့မိခမြင်းဝမ်းဒေသများမှာမိုးတိမ်တောင်းဖြစ်ထွန်းမှုအားနေငယ်ရှိနေပါသည်။အယောဒီမြို့ကိုတခြားနဲ့ချင်းနှင်းမြို့ကိုတခြားမြကန်းဒီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလော့ကိုင်းဒီထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ။အီယာဝတီမြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းတွင်းမြစ်ရေချင်းနေခန်းတီမြစ်ရေငါလမခန်းထက်ကြောင့်မိကညဏ်နေမှ12နိုင်တွင် မုံရွာမြစ်ရေနလမခန်းထက်တဲ့မိကညဏ်နေမှ12နိုင်တွင်ချင်းတွင်းမြစ်ရေတဲကြပုံမှန်နေထားခန့်မှရှိနေပါမယ်။သူကဲမြည်စီနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။ ခန်တီဟောမလင်းဖောင်ပြင်းမော်လိုက်မျိုးနဲ့ကလေးဝမြည်ရင်များပြပြချင်းဆက်လက်ကြာစင်နေပါမယ်။မင်းကင်းမြည်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့နေလဲပိုင်းတွင်ပြောင်းလဲကြာစင်နိုင်ပါသည်။ကဏီမြို့မြည်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့နေလဲပိုင်းတွင်ပြောင်းလဲကြာစင်နိုင်ပါသည်။မုံရမြို့မြည်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းတွင်ပြောင်းလဲကြာစင်နိုင်ပါသည်။အေယဝတီမြည်ရင်ချင်းနေဖမော်မျိုးရှေကူမျိုးနဲ့ကတာမျိုးတို့မြည်ရင်များပြပြချင်းဆက်လက်ကြာစင်နေပါမယ်။ ထိခြားမြင့်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖနက်နေ့ပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါသည်။တပိတ်ချင်းမြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်တန်နေပါဦးမယ်။မန္တလေးမြင့်ရင်အနေငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖနက်နေ့ပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။စကိုင်းမြင့်ရင်အနေငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖနက်နေ့ပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။မြေမူပခောက်ကူညာဦးကြောင့်မင်းဘူးမကွေပြီးအောင်လန်စိတ်သာဟင်္ဒရာမျိုးနဲ့ ဇလုံမျိုးရုံမြင့်များဖြည်းဖြည်းချင်းဆက်လက်ကြာစင်နေပါမယ်။အယဝတီမြင့်မြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရှင်။ထူခြားမှုရှိလားလဲအချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမန္တလေးတိုင်းနဲ့နေပြီးတော့ area အတွက်အော်တိုဘာလ16ရက်နေ့မှ21ရက်9ရက်မိုးလေဝသခန့်မှန်းချက်များနဲ့တဘောဘီအန်ဒီရဲ့သတိပေးချက်များကိုတင်ပြပေးပါမယ်။နေပြီးတော့တစ်ခုလုံးနဲ့မိုးအတင်းတင်ရွာနိုင်ပြီး မလဲပိုင်းညနေပိုင်းများတွင်ခေတ္တများမိုးသည်ထန်တိုင်းကနေရာကွက်၍မိုးထစ်ချုံရခြင်းသို့မဟုတ်မိုးများခြင်းဖြစ်ပေါ်နိုင်ပါသည်။ဇဗူတီရီပြင်မနာနှင့်လေဝေးခရိုင်မြို့နယ်များတွင်မိုးရေခြင်းအများဆုံးရသွန်းနိုင်ပါသည်။လေဝေးနှင့်တက်ကုံမြို့နယ်ခရိုင်များမှအနေမိုင်းရက်ကွက်အဆူတွင်ရေကြီးခြင်းရေရှမ်းခြင်းအနှဲငယ်ဖြစ်ပေါ်နိုင်ပါသည်။မိုးတိမ်တာများဖြစ်ပေါ်ခြင်းကြောင့်ရုတ်တရက်လေပြင်းတိုက်ခိုင်နိုင်သည်ကိုသတိပြုရပါမည်။ စိုက်ပျိုးရေးလုပ်ငန်း၊ရိတ်သိမ်း၊ခြေလေခြင်းများတွင်မြေအဆိုးတက်များနေရာကြောင့်အနှင်းငယ်နှောင့်နေနိုင်ပါသည်။မန္တလေးတိုင်းဒေသကြီးအလဲပိုင်းနှင့်တောင်ပိုင်းမြို့နယ်ခရိုင်များတွင်မိုးအထင်းတက်ရွာသွန်းနိုင်ပါသည်။မိုးသည်ထန်နိုင်သောဒေသများကြောင့်စေမိထီလာရမဲတင်တာစီမြို့နယ်ခရိုင်များတွင်မိုးတိမ်များဝင်ရောက်ခြင်းကြောင့်ခေတ္တမြမိုးသည်ထန်ပြီးရုပ်ကြီးရေကြီးခြင်းဖြစ်ပေါ်နိုင်ပါသည်။ ယမေတင်နဲ့မိချီလာခရိုင်ထိစံနေမြေများနဲ့အရှိတ်တောင်ငုံဒေသများတွင်မိုးထစ်ချုံချင်းနဲ့လေပြင်းတိုက်ခတ်ခြင်းဖြစ်ပေါ်နိုင်ပါသည်။မန္တလေးတိုင်းအတွင်းမှအနေပိုင်းလေမြေများရက်ကွက်များတွင်ခေတ္တများရေလွှမ်းမိုးနိုင်တာကြောင့်ခီးသွလာမှုများယာယီနှောင့်နှေးနိုင်ပါသည်။ကြဲကြဲပြန့်ပြန့်ရေကြီးနိုင်သည့်အခြေအနေမရှိပါ။အနောက်တောင်ပေါ်တော်လေးမြန်မာနိုင်ငံတဝန်းလုံးမှဆုတ်ခွာနိုင်သည့်အခြေအနေ2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ထုတ်ပြန်ချက် အနောက်တာမိုတုံးလေးသည်မြန်မာနိုင်ငံတဝန်းလုံးမှဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်ဆက်လက်ပြီးမနက်ဖြန်မလို့သားချီနေဘလို့ရှိမလဲပင်လောပလင်အော်မှာဘာရီဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်2025ခုနှစ်အော်တိုဘလ16ရက်နေ့ညနေ6:00နာရီအချိန်ထုတ်ပြန်ချက်ရပင်လောပလင်အော်ချင်းနေအနောက်တာမိုတုံးလေးသည်မြန်မာနိုင်ငံတဝန်းလုံးမှဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်ကပလီပလင်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပလင်အော်တာမိုင်းတို့တွင်တင်အသင်တင်မှထိန်ထူထန်နေပြီးကပလီပလင်မြောက်ပိုင်းနဲ့ ကျန်မင်္ဂလာပလင်အော်ဒိုရင်တိန်အနေငယ်မှတိန်အသင်းအတက်ဖြစ်ထွန်းနေပါတယ်။မနက်ဖန်နနက်ထိခမ်းမန်းချက်ရန်ကုန်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့နေရာကျဲကျဲနေပြီးတော့ပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ရဲ့နေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရဲ့နေရာနံပြမှုထစ်ဆောင်ရမည်။ ရွာရံရနှုံးပြည့်ဖြစ်ပါတယ်။ပြီးပြီးတော့နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရန်ကုန်ကဘာအေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဘကုနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မကွေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဟောင်မလင်းမိုးတချိန်တစ်ကြိမ်ထစ်ဆောင်ရမည်။မုံရွာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ပတ်သိမ်းနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဓာဝဲနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ညူကြီးနာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ ။ဖိုက်ကောနေရာကွက်ကြားမှုထစ်ဆုံရမည်။ဖအန်းနေရာကွက်ကြားမှုထစ်ဆုံရမည်။ဟာခာနေရာကွက်ကြားမှုထစ်ဆုံရမည်။မော်လမြိုင်နေရာကွက်ကြားမှုထစ်ဆုံရမည်။စစ်တွေနေရာကွက်ကြားမှုထစ်ဆုံရမည်။လာရှိုမုတ်တချိန်နဲ့ကျင်းထစ်ဆုံရမည်။တောင်ကြီးမုတ်တချိန်နဲ့ကျင်းထစ်ဆုံရမည်။ကျိုင်းတုံမုတ်တချိန်နဲ့ကျင်းထစ်ဆုံရမည်။မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်များပိုင်းတို့တွင်မူတိန်တာများဖြစ်ထွက်မှုအကောင်လျက်ရှိပြီးအဆိုပါမူတိန်တာများရွေလျားရနေရာတခြားတွင်မူရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းပြစည်းလက်ခြင်းနဲ့မူတည်ကြွေခြင်းစသည့်မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်အတွက်ခမ်းမန်းချံနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိစိမူထစ်ချုံရမည်။ ပြီးတော့နဲ့ဤတော်အတွက်မနက်ဖြန်တဲ့အထီးခံမှန်းချက်နေရာကွက်ကြောင့်မုတိချုံရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်ဤတော်အတွက်မနက်ဖြန်တဲ့အထီးခံမှန်းချက်နေရာကွက်ကြောင့်မုတိချုံရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်ဤတော်အတွက်မနက်ဖြန်တဲ့အထီးခံမှန်းချက်နေရာကွက်ကြောင့်မုတိချုံရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်နောက်ဆုံးအနေဖြင့်ပလဲပြင်ခီးသွားများအတွက်မုလိဝတာခမ်းမန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပလဲပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမည်။ လိုင်းမြင့်မှာမြမကင်မရာတရှာနဲ့ကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်မှာတနင်္သာရီကင်မရာတရှာပလဲပြင်းခီရဲ့အတွက်မူလဝတ္ထခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နှစ်အတွင်းခံမှန်းချက်မူလဝတ္ထချင်းနေနေရာစိတ်စိတ်မူထစ်ချောင်းရမည်အမြင့်တားလေးမိုင်းမူရစင်တမိုင်းခန့်ရေပြင်းလေးအရှိသမို့အရှိမြတနင်္သာရီပလဲမိုင်း90မိုင်းတခါတရံမိုင်း30မှ25မိုင်းလိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်တင်ရှိမည် လှိုင်းမြင့်၄ပြည်မှ၆ပြည်ခန့်ရန်ကုန်မှာရခိုင်ကဲရန်တလျှောက်ပလဲပြင်ခီရဲအတွက်မူလဝတ္တခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မူလဝတ္တချင်းနေနေရာကျဲကျဲမိုးထစ်ချောင်းရမြင့်အမြင့်တားလေးမိုင်းမိုးရစင်တမိုင်းခန့်ရေပြင်းလင်းအရှိသမှုအရှိတောင်းတနိုင်ပလဲမိုင်း90မိုင်းတခါတရံမိုင်း10မှ15မိုင်းလှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမြင့်လှိုင်းမြင့်၄ပြည်မှ၆ပြည်ခန့်တို့ဖြစ်ပါသည် ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလနေ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။သွားပေးခဲ့ကြပါဦးနော်။